အဲ့လာပြီးတော့မျှဝေပေးခြင်းတဲ့ဗီဒီယိုလေးရတော့နောက်လူတွေလူတွေမဖြစ်ရအောင်ပေါ့နော်ပြန်ပြီးတော့လာပြီးမျှဝေပေးတာဖြစ်ပါတယ်ဒီဘက်ကဗီဒီယိုဖိုင်လေးပဲဖြစ်တယ်ပေါ့နော်ဒီဗီဒီယိုဖိုင်လေးမှာဘာဖြစ်လို့ဒီအမငိုနေတာလဲဝမ်းနဲ့ဆာနဲ့ဘာဖြစ်လို့ဒီအမလေးကပြောနေရတာလဲဆိုရင်သူ့ရဲ့ကိုတွေးပေါ့နော်သူကြုံတွေ့နေရတဲ့သူ့ရဲ့ ကိုဟိုသူ့မောင်လေး ਨੇ ပတ်သက်ပြီးကြုံတွေ့နေရတာလေးကိုသူကတကယ်စိတ်မကောင်းဖြစ်နေတာပေါ့နော်အာအခုလိုမျိုးတွေကြာတော့တကယ်ဟိုကျွန်တော်တို့လည်းစိတ်မကောင်းရဘူးပေါ့နော်ဆိုတော့အာဂိမ်းဆော့တဲ့သူတွေပေါ့နော်အဓိက ပြောချင်တာကဒါဂိမ်းဆော့လို့အခုဆိုလို့ချင်းတိန်းထောင်ချီပြီးတောင်မှ ရှုံသွားတယ်ဆိုတာပြောတယ်ပေါ့နော်အာဒါကြောင့်ဂိမ်းတွေကိုတအားကြီးမစောချနဲ့ပေါ့နော်ဂိမ်းစောတဲ့သူတွေက တော်တော်များများဘဝပြည့်တဲ့သူတွေပဲအရန်များတယ်ပေါ့နော်ဒါကဘာလဲဆိုရင်ကျွန်တော်တို့အတွေ့အကြုံနဲ့ပြောပြရမယ်ဆိုရင်ဒီဂိမ်းဆော့တဲ့သူတွေကဘယ်လိုမျိုးလဲဆိုရင်ဒီသူတို့ဒီဒီကာစီနိုဒီဟိုဟာတွေကသူတို့ကဘယ်လိုပုံစံမျိုးလဲဆိုရင်သူတို့ကဘယ်လိုပဲဖြစ်ဖြစ်သူတို့အတွက်ကတော့နိုင်မရပဲပေါ့နော်အရှုံးဆိုတာသူတို့မှမရှိဘူးပေါ့နော် ဘာဖြစ်လို့အရှုံးဆိုတာတို့တို့မှမရှိဘူးလဲဆိုတော့တို့ကဥပမာလူတစ်ယောက်ကဒီဂိမ်းဝင်ဆော့ပြီးဆိုတဲ့နဲ့အဲ့ဒီလူတစ်ယောက်ကိုဘယ်အချိန်မှဘလောက်ပေးမယ်ဆိုတော့တို့တတ်မှတ်ထားပြီးတာပေါ့ပေါ့နော်အာတို့တတ်မှတ်ထားတဲ့အချိန်လေးမှပဲရမယ်ဒါပြီးရင်တို့ကဘယ်အချိန်မှဒီလူကိုဘယ်လိုလုပ်မယ်ဆိုတာတို့ကတခါတည်းတို့ကလှုပ်ထားပြီးအလုံးစင်နဲ့လှုပ်ထားပြီးပေါ့နော်ဒါကဘာဖြစ်လို့ဒီလိုမျိုးပြောနိုင်တာလဲဆိုရင်ဂိမ်းဂိမ်း ယုံထောင်ထားတဲ့ဒီယုံမှာကျွန်တော်တို့ရဲ့တငယ်ချင်းရှိတယ်ဗောနော်အဲ့ဒီကျွန်တော်တငယ်ချင်းကအားလုံးကိုသူကပြောပြရတာဗောနော်ဂိမ်းဆော့တဲ့သူတွေအနေနဲ့ဂိမ်းနိုင်ဖို့ဆိုတာကတရားမှာကိုယ်ဆက်ရခိုင်တော့ကလုံးဝမတေချာဘူးဗောနော်မတေချာတာဘောလုံးဝရှုံပဲဗောနော်သူကဒီလိုမျိုးပြောတာဗောနော်ဘာဖြစ်လို့အဲ့လိုမျိုးပြောရတာလဲဆိုရင်သူတို့ကဒီ website တစ်ခုကိုဆော့ပြီဆိုတာနဲ့တခါတည်းသူက ူနံ့အင်းနဲ့သူတခါလဲကတ်ထိုးထားယူတာပဲပေါ့နော်အဲ့ဒီကတ်ထိုးထားယူတာဖြစ်တဲ့အတွက်နဲ့ဘလို့ပဲဆော့ဆော့ရှုံးမှာပဲပေါ့နော်အဲအဲ့ဒါလိုမျိုးထားပါဆိုဥပမာသူတို့ကတသိန်းလောက်ရတဲ့အခါမှာကိုယ့်ကို2000လောက်ပြန်ပေးရတဲ့အခါရှိချင်ရှိမယ်ပေါ့နော်အဲဒီလိုမျိုးနော် အာ3သိန်းလောက်ကိုတို့ကရထားပြီးချိန်မှာကိုကို9000လောက်ပြန်ပေးတဲ့အခါလဲရှိချင်ရှိမယ်ပေါ့နော်ဒီလိုမျိုးလှုပ်ထားပြီးပြီဆိုရင်အဲ့ဒီလူကအာငါ9000နိုင်နဲ့3သိန်းနိုင်နဲ့ဆိုပြီးတွေးကြွလာမယ်တွေးကြွလာပြီးဆိုတာနဲ့ထထိုးထထိုးဆိုရင်နောက်ထထိုးထထိုးတာနဲ့လုံးဝရှုံမိသားပဲပေါ့နော်လုံးဝမရဘူးပေါ့နော်အဲအကြောင်းမို့လို့ ကျွန်တော်တင်ငယ်ချင်းရဲ့ပြောပြချက်အရာဒါကျွန်တော်တို့ကသိရတာပေါ့နော်အဲ့ဒီ game လုပ်တဲ့နေရာမှာကျွန်တော်တို့ရဲ့တင်ငယ်ချင်းရှိတယ်ပေါ့နော်သူကအားလုံးဒီ game game နဲ့ပတ်သက်ပြီးပြောပြလို့ဒါကျွန်တော်တို့ကသိရတာပေါ့နော်โอเคဒါဆိုတော့ဒီအမလေးရဲ့ခံစားချက်ကိုကျွန်တော်နဲ့အတူတူနားထောင်ကြည့်ကြည့်ရအောင်ပေါ့နော်ဟမ်ကြောက်ရမယ်နော်ကြောက်ပါဦးလမ်းကစားယုံနေမခွင့်ချပါနဲ့ဟုတ်တူတာလည်းရတာပေါ့ကျမပါလေဟမ် ောင်လေးတယောက်ရှိပါတယ်ဟုတ်ပြီဖက်ဆန်ကြီးလောင်းလိုက်တာလောင်းလိုက်တာငါကိန်းထိုးတဲ့နေရာမှာလေဖက်ဆန်ကြီးများကြီးရှုံသွားပြီဟွန်းမင်းညတော့တော့ခံစားလိုက်ရတယ်ညကျတော့ဖုန်းလည်းမရှိရရှင်မင်းကလိုက်ပုံကပြောလာတယ်ပေါ့ဟိုးရှိမမလည်းပြတိုက်ပြထားပြီးတော့မှငါကိန်းယူမှာပဲအေးငါကိန်းယူမှာပဲစားဟွန်း mà có mẹ già đã có mọi mà già để xe mà gì đấy cô có hiểu lúc đó cũng kịp đó mà tôi lại xả lại pha lại khỏi mà lâu cái gia dụng này mà phải cha bà này hè chỉ số sinh nuôi sinh biết đấy anh thôi như lấy biết cổ bị ngon màu là cũng biết sĩ cũng biết bây giờ tinh thông chỉ mẹ câu hè sâu rồi sinh ra trời แกจ้าเด็ดได้ไหมบ่เนาะด่าตุ้ยเอ๋กูด้วยตุ้ยเอ๋ ကိုယ်တိုင်သူခံစားရတာပေါ့နော်အိမ်တော်ရေးတောင်မှပြိုကွဲတဲ့အထီတောင်မှဖြစ်သွားတယ်ပေါ့နော်ဂိမ်းချုံလို့ယူရယူသွားပြီဆိုတာကိုဒါလာပြီးတော့ပြောပြတာပေါ့နော်ဒါတကယ်လည်းဖြစ်နိုင်တယ်ပေါ့နော်ဒါတွေကโอเคဒါကြောင့်မို့လို့ဂိမ်းဆော့တဲ့အသူတွေအနေနဲ့ကိုယ့်ရဲ့ဉာဏ်ပညာလေးသုံးပြီးတော့ short တဲ့နဲ့အခါတွေ short ပါလို့ပြောချင်တယ်ပေါ့နော်ဒါကတော့စေတနာနဲ့ဒီဗီဒီယိုလေးကိုပြန်လာပြီးတော့မျှဝေပေးတာဖြစ်ပါတယ်။နောက်ဗီဒီယိုတွေကြမှာကျွန်တော်တို့ပြန်လဲစုံစည်းချမယ်เนาะအားလုံးပဲဘိုင်ဘိုင်